တနေ့ငွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်တော့အောင်မြင်မယ်ရှင်မန်းချက်မြမစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်ရှင်ပြိုင်မှုအလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကာလရှိချာဆိုင်ရနေတဲ့မှန်သမျှကို အောင်မြောင်ဆွဲနိုင်စွာရှိတယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဒုက္ခခြင်းရဲ့အနစ်သာရကိုရမယ်။တိုးတက်မှုအောင်မြင်မှုတို့ရဲ့အနစ်သာရကိုရမယ်။ပညာတတ်ကိုသုံးချနိုင်မယ်။ဝေဝေနဲ့ဝေထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စတွေသူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်။လုံးသမျှလူသိရှင်ကြားဖြစ်မယ်။လျှို့ဝှက်ရမရဘူး။ပေဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါတယ်။စံငားရဲ့နေရာကောင်းသောကံကြမ္မာနဲ့တိုးတက်မှု ဖြစ်တည်တွားမှုတဲ့၁၆ရဲ့နေရာရန်တိုက်ခတ်နေတဲ့ထိတ်တဲတွေ့ရတတ်တဲ့ အနောက်တောင်ရက်ကိုဦးတည်သွားစေနှင့်ဖြစ်တတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သတိထား18ရက်နေ့ကမိကောင်းဆွေကောင်းတောက်ခုရောက်ပြီလူလေးယောက်အတူတူကခီးသွားခြင်းမပြုရဘူးအနောက်ရက်ကိုဦးတည်သွားစေနှင့်ကြူးဆက်ရမယ်နေ့တနိုင်ခွဲနဲ့ညနေ3နိုင်တွင် အသွာလာကြူးဆက်ရမယ်18ရက်နေ့မှာထူးခြားသောကံပွင့်ပဲမိကောင်းဆွေကောင်းတောက်ခုရမယ် စူပန်းလုံကကြိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်။စကောရဲ့နေ့မှာရဲ့ဝေးမှကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေကြုံမယ်။နှစ်ဆယ်ရဲ့နေ့မှာဝိတေကံကောင်းမဲ့လက်ဖွဲ့မဲ့အလိုရှိရာပြည့်စုံမယ်။နှစ်ဆယ်ရဲ့နေ့မှာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံမယ်။အနောက်ရက်ကိုတည်သွားစေတဲ့ရှိတဲ့တဲ့မိနစ်ညနေတနိုင်ခွဲကနေညနေသောတိုင်းတွေကို အသွားလာနေတဲ့ you say အိန္ဒိယဓနသိတိနဲ့ကဆန့်ရှင်သောနေ့တခုလည်းဖြစ်ပါတယ်ဒီကလအတွင်းမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှေ့ဖြစ်တတ်တယ်တလီကိုကနန်းနေ့ကျိုးပေးပါတယ်အညိုရောင်ပြာရောင် မိခိုးရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါ ဂျွန်လ20ရက်နေ့မှာပိုက်ဆံအကျွေစိတ်30ကိုပလတ်စတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ပိုက်ဆံထည့်ထည့်ပြီးစောင်းထားပေးပါထူးခြားစွာငွေကြေးကံကောင်းခြင်းနဲ့လက်ဝင်ခြင်းတွေအနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်